တော့ကဒီအနည်းပညာလောကကိုဘာမှမရှိတဲ့ဘဝနဲ့ဖြတ်တန်းခဲ့တဲ့ကာလကလည်းရှစ်နှစ်လောက်ကြုံကြုံခဲ့တာပေါ့နော်အဲ့တော့အဲ့မှာဆိုရင်ဇာတို့ line ကနေလာရတယ်အထုပ်လေးဆွဲပြီးလာရတယ်ကိုဘိန်းသားလူကကို fan ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကြီးလည်းကြုံရတာပေါ့နော်ဟုတ်တယ်ဆောင်းအဲ့မှာရှက်သွားတာရှက်သွားတော့အဲ့ဒီအလုပ်ကိုရက်လိုက်တာဒီအနည်းပညာလောကကိုဆက်မလုပ်တော့ဘူးရက်လိုက်တော့မယ်ဆိုပြီးဆောင်းအပြင်မှာဟိုတခြားအပြိပားလို့ဖဖေတို့နဲ့ပတ်သက်ပြီးတော့အပြိပားလို့တွေလုတ်ဖြစ်တာပေါ့နော်အဲပတ်စံရှိမှပြန်ဝင်ဖြစ်တာပေါ့ ီနေ့ဆောင်းကကြတော့ပေါ့နော်ဒါဟိုဟာတက်တကားဆရာတော်ရဲ့တရားပွဲမှာအဲပါဝင်ပြီးတော့လှူဒန်းပစ်တာပေါ့နော်အဲဆောင်းကဘာကြီးလှူပစ်လဲဆိုတော့ဒီတရားပွဲဖျက်ရည်အတွက်အဲပတ်စံ30ရယ်အာနောက်ပြီးတော့ကျတော့ဒီလူရောက်2000စာအေးပေါ့နော်အဲပြီးတော့ကျတော့ဒီညောင်ဆယ်ပင်ဝင်းနေရဖျားဆင်းလူတော်အကုန်လုံးပန်းပေါ့နော်ဟောအဲ့ဒါလေးလှူပစ်ပါတယ်ဟုတ်ဘာသာရောရှင်ရဲ့လူသား အရင်တော့ဆိုရင်စောင်းထားပါတော့တက်တကားဆရာတော်ရဲ့ပွဲတွေတွားပြီးဆိုရင်ဟိုဟိုတခြားအလှူရှင်တွေလှူနေရတွေ့တော့ကိုကိုရိုင်းလည်းအမြဲတမ်းလှူကျင်တယ်အဲ့လိုလေးလှူကျင်လိုက်တာအဲ့လိုလေးလှူခွင့်ရရင်ကောင်းမယ်ဆိုတဲ့အတွေ့မျိုးဖြစ်ခဲ့ပါတော့အခုကျတော့ကိုကိုရိုင်းလည်းဒါပါဝင်ပြီးတော့လှူဒန်းခွင့်ရတဲ့အတွက်အရန်ဝမ်းသာတယ်ပြီးတော့ဒါဆရာတော်ကြီးကိုအဓိကတော့ဒီပွဲလေးဖြစ်မြအောင်လုပ်တဲ့ရည်ရွယ်ချက်ကပါတော့ဒါဆရာတော်ကြီးကိုအပြင်မှာမဖူးမြော်ရတဲ့သူတွေအများကြီးပဲရှိတယ်အဲ့လူတွေကိုလည်းဖူးမြော်စေချင်တဲ့စိတ်ဆန္ဒနဲ့ဟိုဒီလိုမျိုးပါဝင်ပြီးတော့လှူဒန်းဖြစ်တာပါဟုတ်ကောင်းအရင်တော့ဆိုရင်လေတက်တကားဆရာတော်ရဲ့အဓိ ထန်နေဆိုရင်ဒါညောင်းဆဲပင်ပေါ့နော်ဟိုအရင်တော့လှုပ်တယ်ဆိုတော့ကိုယ့်တကတိတ်ပြောမထိရောက်ဘူးအဲ့တော့ဆောင်းဘလို့စဉ်းစားရဆိုဆရာတော်ကြီးရဲ့မြေတောက်ခံယူပြီးမှလုံးမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့အာဟိုတလုံးတော့ဆရာတော်ကြီးရဲ့ပွဲလေးတွေသွားဖြစ်တယ်ဆရာတော်ကြီးရဲ့မြေတောက်ခံယူတယ်အဲ့မှာအာအထင်ထန်လို့ဖြစ်တယ်ပေါ့နော်အဲ့လိုအဓိကကတော့လေအဲ့အတော်အတွင်းမှာဆောင်းစိတ်ကဟိုဘလို့မလို့ အရင်ညင်ညူးနေတဲ့အချိန်ပေါ့နော်ဒါဆရာတော်ကြီးနဲ့တွေ့သွားရဲတွေ့သွားတဲ့အချိန်မှာစောင်းဒီအဓိဋ္ဌာန်လောက်တဲ့အချိန်မှာဟိုကျွန်내အရာတွေတိတာတာမတိတာတာအထက်စိတ်လေးရကြည်လာတယ်တနေ့တနေ့ဒီအဓိဋ္ဌာန်ပေါ်မှာပဲစိတ်ရောက်ပြီးတော့လေကိုယ်တိုက်ခိုက်နေရသူတွေကိုယ်မုန်းနေသူတွေအတွက်လေကိုယ်ဘာစိတ်ခံစားချက်မှမရှိတော့ဘဲနဲ့လေကိုယ့်ကိုယ်ကိုယ်ပဲပြန်ပြီးတော့ပြန်ကုစားနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်စောင်းအခုနောက်ပိုင်းတွေ့ပြတဲ့အတွေ့အရာတော့ပေါ့နော်အာဘယ်လောက်ထိတွေ့ပြလဲဆိုရင်ငါအရှင်ဘောကပေါ့နော်သူများကတွေကိုဘယ်လောက်တောင်မယိုင်မီဘယ်လောက်တောင်ရှုံးမာခဲ့တဲ့မိမအေးဖြစ်လို့လည်းမသိဘူးပေါ့ဒီဘောကမှာ ဒီလောက်တောင်လူတွေရဲ့အမုန်းခံဒီလူတွေရဲ့အပြောခံလူတွေရဲ့ဟိုရုံမာတာကိုခံရတဲ့ main ကလေး main မဖြစ်နေရပေါ့နော်အဲ့ဒါကျောင်းတော့ဗုဒ္ဓဘာသာအယူအယားကြည့်မယ်ဆိုဒါဝိခံရတာပေါ့နော်အဲ့တော့အဲ့လိုတော့စောင်းအောင်တွေးတယ်ငါဝကျူးတွေအော်အခုစောင်းကိုပြောဆိုနေတာတွေနောက်ပြီးတော့ဟိုအပြင်းမောပေါ့နော်တချို့စောင်းမဟုတ်ဘဲနဲ့ဟုတ်တယ်လို့ရုံမာနေတဲ့ကိစ္စတွေလည်းရှိတယ်အဲ့တော့စောင်းကအဲ့ကိစ္စတွေကိုမရှင်းတော့ဘူးဘာလို့မရှင်းလဲဆိုတော့ဟိုငါ ဝကျွေးတွေကြေအောင်ဆက်မယ်ဆိုတော့စိတ်ခံစားခြင်းတွေပဲအကုန်လုံးဥပိ္ပခါပြုလိုက်ပါတယ်ဟုတ်လူဆိုတာကတော့လေကိုကတော့ကိုဘတကူဟိုအမားဆိုရင်တော့အမားလေးကိုကောင်းကောင်းလေးထောက်ပြစေချင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဆဲဆိုးအဲ့လိုမျိုးအာပြောပါအများကြီးပေါ့နော်ကိုကိုဒီလိုမျိုးတိုက်ခိုက်တယ်တကယ်ကို public နဲ့ကောတောင်ပြောကွဲရမှာအများကြီးတိုက်ခိုက်ကြတဲ့အတွက်တခါကျတော့လေကိုအမားလည်းမကင်းပါဘူးကိုရဲ့အပြောဆိုမကောင်းမကောင်းတာလေးနေတိုင်းတက်တာလေးဖြစ်မှာပေါ့နော်အဲ့လိုလေးတွေးပါတယ်ဟုတ်ဟုတ် ်ပြောပြပါမြေဘလိုမျိုးခံစားရလဲပေါ့အဲအဲ့တော့ငါဆိုရင်တော့ဟိုဘယ်လိုမလဲကိုယ့်ရဲ့ရုပ်ကလေးနဲ့အခုအဲ့တော့ကလေးရုပ်လေးပေါ့နော်ပြီးတော့အဲ့ item တွေဆိုရင်စောင်းဒီနေ့တော့မှပြောပြသေးတယ်ဒါ MRT ဖုန်းမှာစောင်းတို့တွန်းနိုင်မြိုင်မြစ်တာဆိုတဲ့ဇလံတွေလေးပြန်လွှင့်နေတယ်လွှင့်နေချိန်မှာအဲ့ဒီအချိန်မှသာအခုလိုမျိုးပေါ့နော်ပုံစံမျိုးနဲ့ အာရိုက်ရမယ်ဆိုရင်ဒီတက်ဘူကောင်းရိုက်နိုင်မယ်အဲ့လိုမျိုးတွေးလေးပေါ့အဲ့ချိန်တော့မှဆိုရင်မပြည့်စုံမှုတွေအများကြီးပဲမှတ်မှတ်ရအဲ့တော့ကအဲ့ကားရိုက်တဲ့ချိန်အဆောင်တနေ့ကိုမော်ဘီကနေရန်ကုန်နေတိုင်းတနေ့9000ပေးပြီးတော့ကားငှားဝကားငှားပြီးတော့အဲ့နေတိုင်းသွားတာနေတိုင်းသွားပြီးတော့မရှိမရှိဘူးလွန်ခဲ့တဲ့6နှစ်9နှစ်ပေါ့နော်အဲ့တော့အဲ့လိုသွားရတယ်သွားပြီးတော့ဟိုပြအင်ကြီးအဝတ်စားဆိုလည်းမပြည့်စုံဘူး မိတ်ကက်ဆိုလဲမပြည့်စုံကို့မှာအဲ့တော့ကလိုအပ်ချက်တွေအများကြီးပဲရှိတယ်ပေါ့နော်ဟုတ်အဆောင်တော့ကဒီအနုပညာလောကကိုဘယ်လိုပြောမလဲဆိုတော့အာဘာမှမရှိတဲ့ဘဝနဲ့ဖြတ်တန်းခဲ့တဲ့ကာလကလည်း၈နှစ်လောက် ကြံကြုံခဲ့တာပေါ့နော်အဲ့တော့အဲ့မှာဆိုရင်ဇာတို့ line ကနေလာရတယ်အထုပ်လေးဆွဲပြီးလာရတယ်ကိုဘိန်းသားလူကကို fan ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကြီးလဲကြုံရတာပေါ့နော်အဲ့အဲ့လိုမျိုးပြီးတော့ဇာတို့အရင်တော့ဆိုရင်ဇာတို့ငယ်ပုံကမှပတ်စံရှာတာကြတော့တက်မတော်ခမ်းမမှာအဲတရက်ကို2000လောက်နဲ့မတည့်ရပြီးတော့တနေကုန်ပေါ့နော်အဲ့လိုလေးပတ်စံရှာရတယ်နော်မနော်အဲကိုမိုက်ကြုံခဲ့တဲ့အားဒီအဲ့တော့အဲ့လိုမျိုးလေးဆိုတော့လေဟိုအခုချိန်ကျတော့လေဒါတွေကပြန်စဉ်းစားရင်လေအမတ်ရစရာလေးပေါ့နော်ဟုတ် ကားစီးရတဲ့အခိုက်အတန့်လေးတွေပေါ့လေအဲ့လိုရှက်တာတော့ပါလို့ဖြစ်ခဲ့တာဟုတ်တယ်ဆောင်းအဲ့မှာရှက်သွားတာရှက်သွားတော့အဲ့ဒီအလုပ်ကိုရက်လိုက်တာရက်လိုက်ပြီးတော့ဆောင်းဒီဟိုဒီဘာလဲဆိုတော့ပတ်စံရှာတာပေါ့နော် အပြင်မှာကိုနဲ့ဒီအနုပညာလုပ်ကိုဆက်မလုပ်တော့ဘူးရက်လိုက်တော့မယ်ဆိုပြီးဆောင်းအပြင်မှာဟိုတခြားအပြည်ပါလို့ဖေဖေတို့နဲ့ပတ်သက်ပြီးတော့အပြင်ပြည်ပါလို့တွေလုပ်ဖြစ်တာပေါ့နော်ပတ်စံရှိမှပြန်ဝင်ဖြစ်တာပေါ့ပတ်စံရှိမှတော့မဟုတ်ဘူးပေါ့နော်အနေထားလေးတစ်ခုလောက်ဖြစ်သွားမှပြန်ဝင်ဖြစ်တာပေါ့အဲ့လိုမျိုးလေးပါဟုတ် ို့ပါအောင်ဆောင်းလို့တော့အထုပ်ကြီးတွေဆွဲခါကြောက်လည်းမေကပ်ပြင်သွားမျိုးရှိတယ်အာဘေနာအဲ့လိုအမှတ်မဲ့ရတိုက်ကြီးကစီလာပေါ့နော်အဲတိုက်ကြီးကဘေးကကောင်မလေးကဆောင်းမက်စတာထားအောင်သွားဆောင်းတိတယ်ပေါ့အဲအဲ့လိုမျိုးလေးအဲ့လိုနှုတ်ဆက်တာပေါ့နော်နှုတ်ဆက်တော့ကြတော့လေဟိုအဲ့လိုစိတ်ထဲမှာကြတော့လေအဲ့တမျိုးလေးပေါ့အဲ့လိုအဲ့လိုပါပဲအဲ့တုန်းကခလေးတုန်းကစိတ်ခံစားကြပါအသိပမတ်မိတော့ပါဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်ခံစားကြတော့ရှိတယ်။ဆောင်းကတခုခုဆိုရင်လက်မလျှော့တတ်ဘူးအဲအဲ့လိုမျိုးတိုက်ခိုက်တာများလေးအဲ့ဒါကိုဖြစ်အောင်လုပ်ပြမယ်ရကြည့်နေလုပ်ပြမယ်လုပ်ပြမယ်ဆိုတော့စိတ် ခံစားကြတော့ရှိတယ်ဘရောမှတော့အဲ့လိုမျိုးကြီးရှုံးပေးသွားပြီးတော့အဲ့တုန်းကလည်းဆောင်းကအရှုံးပေးလိုက်တာမဟုတ်ဘူးနောက်တလန်းဆုတ်လိုက်တာနောက်တလန်းဆိုပြီးဘာလို့ရင်တော့ပြန်ဝင်လို့ရမယ်ဆိုတော့သိရတဲ့အတွက်နောက်တလန်းဆုတ်လိုက်တာပြီးတော့မှပြန်ဝင်တာပေါ့အဲ့လိုမျိုးပါပဲဟုတ်အဲအဲ့လိုလူကတော့လေလောဘပေါ့နော်ဘယ်တော့မှရက်တက်မသွားဘူးအဲ့ဒီချိန်ကာလတော့ကလည်း ကားလေးတစ်စီးနဲ့အိမ်လေးတစ်လုံးနဲ့အလုပ်လေးတစ်ခုနဲ့ရှိရင်ကျေနပ်ပြီပေါ့အခုကျတော့လည်းအဲ့လိုမဟုတ်ဘူးဒီတက်ပို့ပြီးအောင်မြင်ချင်တာဒီတက်ပို့ပြီးတော့ဖာလို့ချင်တာအဲ့လိုမျိုးပေါ့နော်ဒီတက်ပို့ပြီးတော့ရိုက်ကူးရေးလှုပ်ချင်တာကိုကဒီအနည်းပညာလုံးကကိုပြန်ချစ်လို့ပြန်ဝင်ခဲ့တာဖြစ်တဲ့အတွက်ဒီတစ်ခါမှာတော့ထက်ပြီးတော့ကိုမှနောက်ဆုံးစရာအကြောင်းမှမရှိဘူးခုနပြောလို့အများကြီးတိုက်ခိုက်ကြတယ်အခုဆိုရင်ကိုဒီလောကနဲ့ထွက်သွားလောက်အောင်ကိုရုံးမှကြတယ်ဒါပေမဲ့ဆောင်းကပြောချင်တာဘရောမှဆောင်းနောက်ပြန်ဆုံးမှာမဟုတ်ဘူးဆောင်းရဲ့အတိတ်ကိုလည်းဆောင်း ဆောင်းမဟုတ်တာမလုပ်ခဲ့ဘူးတေချာတခြားအိမ်အောင်ဖျက်ဆီးခဲ့ဆောင်းဘာမဟုတ်တာမှကို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 ဟိုယုံကြည်သွားနေပေါ့နော်ဆောင်းဘာမဟုတ်တာမှမလုပ်ခဲ့ဘူးအဲ့အတွက်ဆောင်းကဟိုဆောင်းတိုက်ခိုက်နေသူကြောင်းနေတော့ဆောင်းနောက်ပြန်ဆုံးမှာမဟုတ်ဘူးဟုတ်